မင်္ဂလာပါ teacher dinner ဖြစ်ပါတယ် teacher ဒီနေ့တင်မှာက great promise ရဲ့ chapter 6 connect session အပိုင်းလေးကိုသင်နေတာ rotation access အပိုင်းရဲ့ ုံစံလေးကိုတွက်ပြီးမှဖြစ်ပါတယ် exercise 6.4ရဲ့ number 1လေးကိုတွက်ပြပြီးမှဖြစ်တယ်သူနဲ့ပတ်သက်တာကိုဒီရဲ့ရှေ့က part မှာဒီချက် notes ကိုတင်ထားပေးတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ notes လေးကိုအရင် ကြည့်ထားပြီးမှသာလင်ဒါလေးကိုကြည့်မှပို့ပြီးအဆင်ပြေမှာဖြစ်ပါတယ်ဒီချက်က grade 10 11 12ကိုပညာဒါနသင်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်နောက်ထပ်လည်းသင်ချာနဲ့ပတ်သက်တာတွေကိုဆက်ပြီးတင်ထားတင်ကြားပြီးမှဖြစ်တဲ့အတွက် subscribe လုပ်ရသေးရင် subscribe လေးလုပ်ထားနိုင်ပါတယ်10 11 12ခွင့်လေးတွေက exercise တွေသင်ခန်းစာတွေကိုလေ့လာချင်တာဆိုရင်တော့ teacher ရဲ့ channel playlist ထဲမှာဝင်ပြီးတော့မှကြည့်ချင်တဲ့အတန်းနဲ့ chapter လေးကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။လိုအပ်တဲ့ကလေးတွေတွေ့နိုင်အောင်လည်း share ပေးလို့ရပါတယ်။ကဲဟုတ်ပြီ။အဲ့ဆို teacher တို့ကြည့်ရအောင်နော်။ exercise 6.4လေးကမိခွန်းလေးကကြတော့ rotate the coordinate axis တဲ့နော်။ဝင်ရိုးလှည့်မယ်ပေါ့။ coordinate axis remove the expiring term ਨੇ အဲ့တော့ရှေ့မှာဒီချက် notes မှာထည့်ပြောပြီးသားเนาะ expiring term မပါမှ b0 ဖြစ်သွားမှာလည်း parabola ဖြစ်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ तू remove the expiring term လေးဖြစ်တယ်ပြီးရင် then sketch the graph တဲ့เนาะအဲ့ဆိုတော့ तू ကဘသူ့ကိုဖယ်ထုတ်ခိုင်းတာလဲဆိုတော့ xy terms ကိုဖယ်ထုတ်ပြီးတော့မှ rotation axis အတွက်လုပ်မယ်တဲ့ပြီးရင် then sketch the graph ဆိုတော့ဒီစရုပ်က sketch ပုံစံလေး graph လေးကိုဆွဲပြီးတဲ့ဆိုတော့ graph လေးပါမယ်ပေါ့เนาะ ဲ့ဒါဆိုမနေ့ကတွက်နီလေးတစ်ချက်ပြောပြခဲ့တာလေးရပါလေအရင်ဆုံး bonus session all bonus session လေးနဲ့ compare လုပ်မယ်တဲ့အဲ့ဒါနံပါတ်၁ဆင့်ပေါ့နော်အဲ့ဒါဆို all bonus session နဲ့ compare လုပ်ဆိုပေးထားတဲ့နံပါတ်၁အတွက် compare လုပ်မယ်ပေါ့ comparing ရေးလဲရတယ် compare ပဲရေးလဲရတယ် comparing with the general equation လို့အပြည့်စုံရေးချင်လဲရတယ်တချို့ရော comparing လို့ပဲရေးလိုက်တော့မယ် เนาะ comparing ဘာတူးနဲ့ compare လုပ်မှာလဲဆိုတော့ e x squared b x y plus c y square plus d x plus e y plus f equal to 0เนาะဒါလေးနဲ့နိုင်ရှင်းမယ်ဒါဆိုတချို့ရဲ့ဒီမှာမြောက်ပေါ်ကိန်းနိုင်ရှင်းသွားတဲ့အဲမှာ e term ဘိုးလေးကဘယ်လောက်ရမလဲ1ရမယ် b ကကျတော့2 ရူတရိယမယ်စီကကြတော့တရိယမယ်ဒီကကြတော့2ရူတရိပဲအီကကြတော့ -2 ဖြစ်ပြီး f ကကျတော့0ဖြစ်တယ်เนาะဒါဆိုရင်ဂျရိုတာက a b c d e f ကိုရသွားတာဖြစ်တယ်တကယ်တမ်းတော့ပုံစံတွဲရင်တော့ a ရယ် b ရယ် c ရယ်၃ခုသိရင်တော့ဘာလုပ်လို့ရပြီဆက်တွက်လို့ရပြီဖြစ်ပါတယ်ဒါဆိုရင်တကယ်တော့အပြည့်အစုံဒါရေးပေးထားတာဖြစ်တယ်ကဲဟုတ်ပြီအဲ့ဒါဆိုတကယ်တော့နံပါတ်1အဆင့်ပြီးသွားပြီเนาะ compare လုပ်လုပ်လိုက်တယ်ပြီးရင်နံပါတ်2အဆင့်ကဘာလုပ်ရမလဲ b square 4ac 0ရကြောင်းပြမယ်တဲ့ဒါဆိုရင်ဘာလေးတွက်မလဲ b square 4ac လေးကိုတွက်ပါမယ်เนาะ b square ဆိုတော့ b နေရာလေးမှာက2 root 3ဖြစ်တဲ့အတွက်2 root 3 the whole square minus 4 into a လေးက1 c လေးက3အဲ့ဒါဆိုဒီစရူက2က2နဲ့ထက်က4ဖြစ်မယ် root 3နဲ့ထက်က3ဖြစ်တဲ့အတွက်4 3 12ဆိုတော့12 minus 12ဆိုတော့ equal 0เนาะဒါဆိုဒီစရူက b square minus 4ac equal 0ဆိုတာဘာဖြစ်သွားတာလဲ parabola ဖြစ်သွားပြီဖြစ်တဲ့အတွက် the given equation is parabola ပေါ့เนาะ therefore the given equation is parabola နော် parabola ဖြစ်သွားပြီ။ဒါဆိုနံပါတ်1ဆင့်ပြီးသွားပြီ။ဒါဆိုနံပါတ်3 cos 2 theta equal to a minus c by b ကနေ theta တန်ဖိုးရှာမယ်တဲ့။ဒါဆိုရင် cos 2 theta formula လေးရေးမယ်။ cos to theta equal to a minus c by b ဆိုတော့ဒီစရုပ်အစားလာတွဲမယ်ဆိုတော့ a နေရာလေးမှာ1 c က3เนาะဆိုတော့1 minus 3 by 2 root 3ပေါ့เนาะ2 root 3ဆိုတော့ equal to 1 minus 3လေးက minus 2 by 2 root 3ဖြစ်တဲ့အတွက်ဆိုတော့2ကြည့်သွားရင်ဘာရမလဲ minus 1 by root 3ရမယ်နော်ဆိုတော့ minus 1 by root 3ဒါဆိုရင်ဒီချက်တော့ဒီမှာဒါက cot 2 theta ကိုရတာဖြစ်တဲ့အတွက်ဘယ်သူလေးကိုစဉ်းစားမလဲဆိုရင် tangent လေးနဲ့အရင်စဉ်းစားမယ်ပေါ့နော် tangent 2 theta ကိုစဉ်းစားမယ် tangent နဲ့ cot နဲ့ဟာပြောင်းပြန်ဖြစ်တဲ့အတွက် cot က1 by root 3ဒီချက်အနှုတ်မစင်စားသေးဘူးเนาะကိန်းလုံးလေးအရင်စဉ်းစားမယ်1 by root 3ဖြစ်တာဖြစ်တဲ့အတွက် tangent ဆိုရင်ဘာဖြစ်သွားမလဲပြောင်းမြန်လမ်းမှာပေါ့เนาะအဲဆို root 3ဖြစ်သွားမယ် tangent 2 theta က root 3ဒါဆိုရင်ဒီချက်တော့အရှိမာတော့ special angle ကြီးချက်ခဲ့တယ်30 60 45တဲမှာ tangent ရဲ့ root 3ရတာကဘာတူလဲ root 3 by 2 1 by 2 root 3ဆိုတာက 60 degree မှာဖြစ်တယ်ပေါ့နော်60 degree မှာဖြစ်တယ် special angle ဖြစ်တယ်60 degree ဒါကြောင့်မလို့2 theta လေးရဲ့တန်ဖိုးဒီပါလဲ60ဖြစ်မှာပေါ့နော် acute angle က60ဖြစ်မှာဒါဆိုရင်ဒီစရုပ်ပုံကြံနဲ့စဉ်းစားမယ်ဆိုရင်အခု tangent ဆိုရင်60ဆိုတာက 60ဆိုတာကတောင့်ကျင်เนาะဒါ acute angle ဖြစ်တယ်။အဲဆိုရင်အခုနကတချို့ရလိုက်တဲ့လက္ခဏာလေးကိုကြည့်လိုက်ပါเนาะလက္ခဏာကဒီမှာဗာရထားလဲ minus ရတဲ့အတွက်တချို့ all sign 10 cos နဲ့ကြည့်လိုက် tangent အနှုတ်ဆိုရင်ဘယ် quadrant မှာရှိမှာလဲ second quadrant မှာရှိမယ်ဒီမှာ rotate လုပ်တဲ့အခါမှာတချို့က first quadrant နဲ့ second quadrant မှာပဲစဉ်းစားမှာဖြစ်တဲ့အတွက် သူရဲ့တန်ဖိုးဒီ60ဒီအနှုတ်ပါနေတော့ဘယ်မှာရှိမှာလဲ second quadrant မှာရှိမှာเนาะအဲ့တော့ second quadrant မှာ60ဆိုတဲ့အတိတ်ပင်ဟာ qs angle လို့ပြောတဲ့အတွက်တချို့ရဲ့ဒီ x axis နဲ့ဒီ terminal sign နဲ့ကြားမှာရှိမှာပေါ့เนาะဒါကြောင့်မလို့ဒီနေရာလေးဒီ60ဖြစ်တာဖြစ်တယ်အခုကိုလိုချင်တဲ့ theta ကဒီဘက်မှာဖြစ်တယ်เนาะဒူး theta เนาะဒါ0ကနေစတိုင်းမှာဖြစ်တဲ့အတွက်မလုပ်ပြရမလဲဒူး theta လိုချင်ရင် 180ထဲက60ကိုနှုတ်ပေးရမှာဖြစ်တယ်။ဒါဆိုရင်ဒါလေးက x axis ဒါလေးက y axis အကျဉ်းစဉ်းစားတာဖြစ်ပါတယ်။ဒါဆိုရင်အခုဒီချက်ရလိုက်တဲ့2 theta တန်ဖိုးလေးကဘာဖြစ်မှာလဲ။2 theta ဒီ180ထဲက60နှုတ်လိုက်တာဖြစ်တဲ့အတွက်120 degree ရမှာเนาะ120 degree ။ဒါကြောင့်မလို့ theta equal to ဒီဘယ်လောက်ရမှာလဲ60 degree ဖြစ်တယ်เนาะ theta က60 degree ။ ဒါကြောင့်မလို့ဆိုတော့ဒါဘယ်နဲ့ဆင့်ပြီးသွားပြီလဲတချို့တီတာရပြီဆိုတော့3နံပါတ်3အထိပြီးသွားပြီပေါ့နော်ရလို့ရှိရင်လည်း xy equation မှာအစာတွင်းနဲ့ xy တန်ဖိုးရှာဆိုတော့မနေ့ကတချို့ချက်ခဲ့တဲ့ equation 1နဲ့2မှာသွားအစာတွင်းမှာဖြစ်ပါတယ်။ဒါဆိုရင်ခုနရှိမှာရှိက part ကိုကြည့်ပြီးတဲ့ကလေးကတော့ equation 1နဲ့2ရပြီးသားဖြစ်မယ်နော်။အဲ့တော့ဆိုတော့ equation 1လေးကိုစုကြည့်ပါအောင်။ x dx' cos theta - y' sin theta ဖြစ်တယ်။ ဒါဆိုရင်ဒီစရုပ်အခုရတဲ့ theta လေးထဲမှာဖြစ်တဲ့အတွက် x prime cos 60ပေါ့နော် x prime cos 60 degree minus y prime sin 60 degree ဖြစ်တယ်။ဒါဆိုရင် cos 60ဆိုတာကတန်ဖိုးဘယ်လောက်လဲ cos 60က1/2เนาะ sin 60က3/2ဖြစ်တယ်။ဒါကြောင့်မလို့1/2 x prime ပေါ့နော် minus ပြီးရင် root 3 by 2 y prime ရမယ်ဒါဆိုဒီချက်ဒါ x ကိုရသွားပြီเนาะ x က1 by 2 x prime နဲ့ root 3 by 2 y prime ရသွားပြီဒါက x ရတာပြန်ရေးပေးမယ်เนาะပြန်ကြည့်လို့လွယ်အောင်လို့1 by 2 x prime minus root 3 by 2 y prime ရတယ်တခါ y equation မှာထည့်မယ် y equation ကကြတော့ဆိုကြည့်မယ် x prime sin theta လက္ခဏာက plus ဖြစ်သွားမယ် y prime cos theta နော်အဲ့ဒီမှာလည်းဒီချက် theta နေရာမှာ60ထည့်မယ်ဆိုတော့ x prime sin 60 degree plus y prime cos 60 degree ဖြစ်မယ်ဒါဆိုရင်ဒီချက်တို့ရဲ့ 60° sin 60ဆိုတာက root 3 by 2ဖြစ်မှာဖြစ်တဲ့အတွက် root 3 by 2 x prime plus နောက်ကကြတော့1.2 y prime ရမယ်เนาะဒါဆို y ရသွားပြီနောက်ဆိုရင်ခုတစ်ချက်က number 4အဆင့်ပြီးသွားပြီเนาะ xy equation မှာအစားတွဲပြီး xy ရှာဆိုတော့အဆင့်ပြီးသွားပြီရလာတဲ့ xy ကို given equation မှာအစားတွဲမယ်တဲ့ဒါဆိုရင်အခုတစ်ချက်လို့ရတဲ့အဖြေလေးကို သူ့ရဲ့ပုံစံကပေးထားတဲ့ဒီ given equation လေးမှာလာထည့်မှာဖြစ်တယ်เนาะ given equation ရဲ့ xy နေရာလေးမှာလာထည့်မယ်ပေါ့เนาะ ဒါဒါဆိုရင်ခုဒီဆက်ကဒီမှာ given equation မှာလာထည့်တဲ့အခါမှာဒီတိုင်းပဲ x နဲ့ y နဲ့နေရာမှာထည့်လဲရတယ်။ဒါပေမဲ့ကဏ္ဍနည်းနည်းရှင်းလို့လွယ်သွားအောင်လို့ဒီဆက်ကသူ့ကိုနှစ်ထပ်ဂိမ်းတီးဖြစ်တဲ့ completing the square ပုံစံလေးပြောင်းပြီးမှအစားအသွင်းမှာဖြစ်တယ်။ဒါဆိုရင်ဒါလေးကိုအစား ုံစံပြောင်းမယ်ပေါ့နော်နှစ်ထပ်ဂိမ်းတီးပြင်မယ်ဆိုရင်ရှေ့ဂိမ်းက x ဖြစ်တယ်နောက်ဂိမ်းက 3y square ဆိုတော့3ဆိုတာက √3 နှစ်ထပ်เนาะဆိုတော့ तू က √3y the whole square လို့မြင်ရမှာ ဖြစ်တဲ့အတွက်တစ်ထပ်ယူမှာမဟုတ်လို့ √3y ယူမယ်။ဒါကြောင့်မလို့ရှေ့က x အလေကလက္ခဏာယူမှာ ဖြစ်တဲ့အတွက် plus နောက်က √3y the whole square ပေါ့။ဒါဆိုရင်ရှေ့ဂိမ်းနှစ်ထပ်ရှေ့နောက်မြောက်ချင်းနှစ်စာနောက်ဂိမ်းနှစ်ထပ်လို့ပြင်လိုက်မယ်ဆိုရင် အပေါ်အဖြေပဲပြန်ရမယ်ပေါ့နော်အဲ့ဒါဆိုရင်နောက်ကကျတော့တချို့လူပုံထုတ်လို့ရတဲ့ဟာလေးထုတ်မှာဆိုတော့ဒီမှာဘယ်လောက်ပုံထုတ်လို့ရမလဲဆိုတော့ဒူးပုံထုတ်လို့ရမယ်ဒါဆိုတချို့ဒူးပုံထုတ်လိုက်ရင် 3x minus y ကျမယ်နော် equal to 0အဲ့ဒီတော့မှဒါအခုတချို့လူရထားတဲ့ x နဲ့ y အဖြေလေးကိုလာထည့်မယ်နော်ဒါဆိုအရင်ဆုံးဒီ x နေရာလေးမှာထည့်မှာဆိုရင်အခုတချို့ရထားတဲ့ x ကိုကြည့်လိုက်1 by 2 x prime minus root 3 by 2 y prime ရမယ်အဲ့ဒါလေးလာထည့်မယ်เนาะ1 by 2 x prime minus root 3 by 2 y prime လေးထည့်မယ်ဒါက x နေရာမှာထည့်လိုက်ပြီးနောက်မှာ plus နောက်ကကျတော့ root 3 y လို့ပြောတဲ့အတွက်ဒီချက်က y ရဲ့တန်ဖိုးကို root 3နဲ့မြောက်ပြီးတော့မှလာအစားသွင်းမယ်เนาะဒါဆိုရင် y တန်ဖိုးကို root 3နဲ့လာမြောက်မှာเนาะဒီအစ်စ်မှာ root 3နဲ့မြောက်လိုက်တော့ဒီချက်ရော root 3 root 3မြောက်လိုက်တော့ဘာဖြစ်သွားမလဲ 3ဖြစ်သွားမှာပေါ့เนาะ3ဖြစ်သွားမှာဆိုတော့3/2ဖြစ်သွားမယ်ပြီးရင်ဒါက root 3နဲ့မြောက်ရင် root 3/2 y prime ဖြစ်သွားမယ်เนาะအဲဆိုတော့ shape က3/2 x prime ပေါ့3/2 x prime ဖြစ်မယ်ပြီးရင် plus နောက်ကကြတော့ root 3/2 y prime ဖြစ်မယ်ဒါက y ကို root 3နဲ့မြောက်ပြီးထည့်လိုက်တာအဲ့ဒီပုံမှာမှ the whole square ဖြစ်မယ် နော် the whole square ပြီးရင် plus ရှေ့မှာ2ရှိတယ်ဝင်ထဲမှာက root 3နဲ့ x တဲ့မြောက်ပြီးလာထဲမှာဖြစ်တဲ့အတွက်ဒီချက်ဒီမှာ x ကိုဒီရပဲကြီးလိုက်မယ်เนาะဒါ x လေးအဲ့ဒီ x တန်ဖိုးကိုဘာနဲ့မြောက် root 3နဲ့မြောက်မှာဆိုတော့1/2ကို root 3နဲ့မြောက်လိုက်ရင် root 3 by 2 x prime ရမယ် minus နောက်ကကြ root 3နဲ့မြောက်မှာဖြစ်တဲ့အတွက် 3 by 2y prime ရမယ်เนาะဒါဆိုရင် x ကိုဒါမြောက်လိုက်ပြီးပြီးရင်အနောက်မှာ minus y ဖြစ်တဲ့အတွက် minus y တန်ဘိုးလေးကိုလိုက်ရေးမှဖြစ်တဲ့အတွက် y က root 3 by 2x prime plus 1 by 2y prime ဆိုတော့အရှိမအနှုတ်ရှိတဲ့အတွက်တစ်ချက်ရဲ့ဒီအပေါင်းလေးကအနှုတ်ဖြစ်သွားမယ်เนาะအဲ့ဒါဆိုဘာဖြစ်သွားမလဲ minus root 3 by 2x prime เนาะ minus root 3 by 2 x prime minus 1 by 2 y prime ဖြစ်သွားမယ် equal to 0เนาะဒါဆိုတချို့တို့တူတာလေးကြီးလိုက်တဲ့အခါမှာဒီမှာဘာလေးကြီးသွားမလဲဆိုတော့ root 3 by 2 y prime နဲ့ plus root 3 by 2 y prime ကြီးမယ်ဒီနှစ်ခုကိုရှင်းလိုက်တဲ့အခါမှာ4 by 2ရတဲ့အတွက်2ရမှာပေါ့เนาะအဲ့တော့ 2x prime ရမယ် နော်ဒူ explain ရမယ်နောက်ကတွင်ထဲမှာကျတော့ဘာကြည့်သွားလဲပေါ့နော်တချို့လူဒီတွင်ထဲမှာကျတော့ root 3 by 2 explain နဲ့ minus root 3 by 2 explain ကြည့်မယ်ဒါလေးနဲ့ဒါလေးနဲ့ရှင်းလိုက်တဲ့အခါမှာသူလဲ minus 4 by 2ရတာဖြစ်တဲ့အတွက်ဘယ်လောက်ရမလဲ minus 2ရမယ်ရှေ့မှာ2ရှိသေးတဲ့အတွက် minus 4 minus 4y prime ပေါ့နော်အဲ့တော့အရှိကကျတော့ 2x prime ရဲ့အပေါ်မှာပါပါသေးလဲ square ပါသေးတဲ့အတွက် the whole square ဖြစ်မယ် equal to 0ပေါ့နော်အဲ့ထိနားလဲပြီနော်ဒါဆိုဒီစက်တောင်နှစ်ထပ်တင်လိုက်မှာဖြစ်တဲ့အတွက် 4x prime the whole square ဖြစ်မယ် minus 4y prime လေးကိုဒီချက်ဟိုဘက်ပို့လိုက်မယ်နော်ဆိုတော့ equal to 4y prime ဖြစ်မယ်ဆိုတော့4နဲ့4နဲ့ကြည်သွားတာဖြစ်တဲ့အတွက် x prime the whole square equal to the ဘာဖြစ်မလဲ for ကြည့်သွားတော့ y prime ရမယ်ပေါ့เนาะဒါဆိုရင် teacher ရဲ့ new parabola equation လေးရသွားပြီဖြစ်တယ်เนาะ new parabola equation လေးရသွားပြီဖြစ်တဲ့အတွက်ဒါလေးက teacher ပေး formula နဲ့တူမှာလဲ x minus h the whole square equal to 4by minus k the whole square လေးပုံစံဖြစ်သွားပြီပေါ့เนาะဘယ်လိုပုံစံဖြစ်မှာလဲ h minus h the whole square equal to 4b y minus k the whole square ပုံစံဖြစ်တယ်။ဒါဆိုဒီမှာက new parabola ဆိုတာက axis ကအသစ်ဖြစ်တဲ့အတွက် coordinate အသစ်ကိုကြာတော့ဒီတော့ prime နဲ့ရေးတာဖြစ်တဲ့အတွက် x prime minus h the whole square equal to 4b y prime minus k the whole square ဆိုတဲ့ပုံစံလေးဖြစ်သွားတာ။ နော်ဒါဆိုရင်ဒီစရုပ်မှာဒီမှာ 4p ဒီအပေါင်းဖြစ်တယ်နော် x နှစ်ထပ်ဖြစ်တဲ့အတွက် x exists ရဲ့ဘာဖြစ်မှာလဲအပေါ်နဲ့အောက်မှာရှိမှာဖြစ်လို့ open up နဲ့ down ဖြစ်မှာဖြစ်တယ်နော် open up နဲ့ down ထဲမှာမှာဒီမှာ plus ဖြစ်နေတဲ့အတွက်ပါလဲ opens up ဖြစ်တယ်နော်ဒါဆိုရင်ဒီချီရူရဲ့ new parabola လေးဒီ opens up ဖြစ်မယ်နော်ဒါကြောင့်မလို့ the parabola is open up ပေါ့နော်အောက်မှာစာလေးရေးမယ်နော် is opens up နော်သူက opens up ဆိုတော့အပေါ်ပွင့်ဖြစ်မယ် vertex ဖြောရမှာဖြစ်တဲ့အတွက်ဒီမှာလေးက vertex ဒီနောက်မှာ h မပါ h မပါဘူး k မပါဘူးဆိုတဲ့အတွက်ဘာဖြစ်မှာလဲ 0, 0ဖြစ်မှာပေါ့နော်အဲ့ဆိုတော့ vertex က 0, 0နော်ဆိုတော့ width vertex ပေါ့ vertex က0 comma 0ဒါဆိုရင်တချို့ရော graph ဆွဲလိုက်လို့ရပြီเนาะတချို့ရဲ့ပုံလေးဒီ degree လဲမှာကဘယ်လောက် degree လဲမှာလဲဆိုတော့60 degree လဲမှာเนาะ rotate ဖြစ်မှာကဝင်ရိုးဒီ 60 degree လှည့်သွားမယ် vertex ကကျတော့0.0မှာရှိမယ် opens up ဖြစ်မယ်ပေါ့เนาะဒါဆိုရင်ဒီချက် graph မှာဒါကမူလဝင်ရိုးဖြစ်တယ်เนาะမူလဝင်ရိုးဖြစ်တဲ့အတွက်ဒါလေးက x axis ဖြစ်မယ်ဒါလေးက y axis ဖြစ်မယ်အခုဒီချက်ကဝင်ရိုးလည်မှာဒီ60 degree ဆောင်းပြီးလည်မှာဖြစ်တဲ့အတွက်ဘယ်လောက်ဖြစ်သွားမလဲအလယ်မှာ60 degree ကနေလှည့်မယ်ဆိုတော့เนาะတဝက်ထက်နည်းနည်းလေးပါဖြစ်မလဲပို့မှာပေါ့เนาะတဝက်ထက်နည်းနည်းပို့ပြီးစောင်းမယ် 60 degree နော်60 degree သူက60 degree ဆောင်းရင်ဘာတူလဲ60လဲ y axis ဟာလည်းပဲ60 degree ဆောင်းမှာဖြစ်တယ်ပြဟုတ်ပြီနော်အဲ့တော့အခုဒီချက်အစ်စ်ပြောင်းသွားတာလေးရပါလဲအနီရောင်လေးနဲ့ပေါ့နော်အနီလေးနဲ့ဟာကအခုဝင်ရိုးလဲသွားတဲ့ဟာ ဒါဆိုရင်ဒီချက်တော့ x axis ကနေသူကဘယ်လောက် degree လဲမှာလဲ60 degree လဲမှာဖြစ်တယ်နော်ဒီကနေဒီ ठी ဒီဘယ်လောက်လဲ60 degree ဖြစ်ပြီအဲ့ဒါဆိုရင်သူကဒါက x prime ဖြစ်သွားမှာပေါ့နော် x prime axis ဖြစ်သွားမယ်တခါ y axis ကလည်းသူဒီကနေဘယ်လောက်လဲသွားမလဲ60 degree လဲသွားမယ်ညွှေ့သွားမယ်နော်60 degree ရွေ့သွားရင်ဒါလေးကဘာဖြစ်သွားပြီလဲပြောင်းသွားတဲ့အတွက် y prime ဖြစ်သွားပြီဒါဆိုရင်ဒီချက်တို့က parabola ပုံလေးဆွဲတဲ့အခါမှာအနီကိုပဲကြည့်ရတော့မှာနော် ဒီအမဲဖြစ်တဲ့မူလ exists ကိုကြည့်စရာမလိုတော့ဘူးပြောင်းသွားတဲ့ exists ကိုပဲကြည့်ရမှာဖြစ်တယ်။နောက်ဆိုရင် opens up ကိုမှ open up ဆိုတော့ဒီချက်တော့ပုံကဒီလိုတက်မှာနော်အနီကနေနော်အနီကနေဒီလိုတက်မှာ open up ပေါ် up ကိုတက်မယ်။ vertex ဒီ0.0မှာရှိမှာပေါ့နော်။အဲ့ဒါဆိုရင်ဒီချက်ရဲ့ vertex လေးကဒီနေရာလေးမှာရှိမယ်။ဒါလေးဒီ0.0ဖြစ်မယ်နော်။အဲ့ဒီကနေ opens up ဆွဲမှာဖြစ်တဲ့အတွက်ဒီ graph ကဒီမြင်းကိုခွာပြီးတော့မှာဖြစ်ရမှာလေ။ ခောက်ချူညီရမှာဖြစ်တယ်နော်ခောက်ချူညီပြီးတော့ဆွဲရမှာဖြစ်တယ်ဆိုတော့ရဟုတ်ပြီနော်အဲ့ဆိုတချက်ပေါ်ရပူလာပုံလေးကဒီလိုပုံလေးထွက်မှာပေါ့နော်ကောက်ကဒီလိုလေးထွက်မယ်ဒါဆိုရင်အခုတချက်ရူကပုံမှာဗာတက်ပေးရမလဲဆိုတော့တချက်ရူရဲ့ graph equation လေးကိုတက်ပေးရမှာဖြစ်တယ်နော်သူပေးထားတဲ့မူရင်း equation လေးကိုလာရေးလိုက်ပေါ့နော်သူပုံစံမှာပေးထားတဲ့မူရင်း equation လေးကိုရေးပြီးရင်အခုရထားတဲ့တချက်ရူရဲ့ equation လေးကိုလည်းရေးမယ်နော် right the whole square equal to y prime square လေး y prime လေးရဲ့ sorry เนาะပြောမှားသွား x prime the whole square equal to y prime လေးရဲ့ပြီးတော့ဟိုထိပ်မှာပေးထားတဲ့သူရဲ့မူရင်း equation ဖြစ်တဲ့ပုံစံ equation လေးကိုလာတက်ပေးလိုက်ပါเนาะအဲ့ဒီပုံစံ equation လေးရောနှစ်ခုကြီးထည့်ပေးလိုက်ဘာလို့လဲဆိုတော့ဒီ graph equation လေးကဒါဖြစ်တယ်ပေါ့เนาะဒီ graph ကသူ့အတွက်ဆွဲထားတာလို့ရေးပေးရအောင် အဲ့တော့ equation အောက်မှာပဲတက်တက်အပေါ်မှာပဲတက်တက် graph ရဲ့ပုံဖြေးလေးမှာတက်ပေးလိုက်ရရသွားပြီပေါ့ကဲဟုတ်ပြီအဲ့ဒါဆိုဒီချက်နောက် video လေးကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ